မင်္ဂလာပါရှင်လူလူအောင်လို့ခေါ်ပါတယ်လူလူကတော့ဒီမော်ဒန်အလုပ်ကိုပေါ့နော်အာ2004လောက်ကရန်ကုန်ကိုရောက်လာပြီးတော့နည်းနည်းပပလုပ်တယ်ပေါ့အဲတော့ကပြိုင်ပွဲတွေပါနေပြိုင်နေပြီးတော့အာပုတ်တွေပါထောင်းလိုက်သေးတယ်မီကိုပုတ်ပေါ့နော်အဲရွှေကုန်တိုင်းမှာထောင်းနေအဲပြီးလို့ရှိရင် MTV တွေရိုက်တယ်အာပြီးလို့ရှိရင်နားသွားတာပေါ့နော်နားလိုက်ပြီးတော့လွန်ခဲ့တဲ့ အဲတုံးနှစ်လောက်ကမှတပ်ပုံနည်းနည်းပပပြန်ရိုက်ရင်းနေပေါ့နော်အအခုဟိုနည်းနည်းပပလှုပ်ရှားတာပေါ့ဟုတ်တပ်ပုံရိုက်တာပေါ့နော်တပ်ပုံရိုက်တာအလားအလိုပေါ့နည်းနည်းပပနည်းနည်းပပပဲပေါ့နော်အဲတခြားစကားတွေပါတယ်ရိုက်ဖို့ကြတော့လဲ ဲ့လိုရှိတယ်တတ်သိမရှိဘောနော်ပြီးလို့ရှိရင်အဲ့လိုမျိုးလို့ပြောရရင်ပျော်ရွှင်ပျော်ရွှင်တယ်လေတပ်ပုံရရတာအဲ့လိုမျိုးပေါ့အားပေးတဲ့ပိတ်သက်တွေလည်းအရင်ကြီးစုတင်တယ်လို့ လူလူကတော့ဂျင်ကိုငငယ်လေးကတည်းကဆော့တာပေါ့နော်အိမ်မှာဆော့တာလည်းများတယ်စက်တင်နည်းနည်းပပရှိရဲ့အိမ်မှာအဲ့ဒါဆော့တယ်အဲပြီးလို့ရှိရင်ယောဂလည်းဆော့တယ်ပေါ့နော်အမြပြီးဆော့တာပေါ့နော်ခန္ဓာကိုယ်လည်းနေထိုင်လို့ကောင်းတယ်ချွေးထွက်တော့လေအဲပြီးလို့ရှိရင်ကိုယ်ကိုယ်လည်းယုံကြည်မှုရှိရဲ့အဲကြောင့်မို့ပြိတ္တတွေအလုံးလည်းဆော့ပါလို့အားပေးပါတယ် ဖျားခင်ကောင်းချီးပေးတဲ့အတွက်ကြောင့်မို့ပြန်လုတ်ခွင့်ရတာပေါ့နော်အဲအကြောင်းမို့အများကြီးမမျောလင့်ထားပါပဲအဲ့လိုမျိုးအခွင့်ရေးဖျားပေးတဲ့အခွင့်ရေးပေးတဲ့လောက်ကိုကြိုးကြိုးစားစားနဲ့လုတ်သွားမယ်လို့စိတ်ကူးထားပါတယ်အတန်နဲ့ဝဲပြီးနားမလဲဝဆုံလဲခွလို့ပေးပါနော်အာလူလူကဟိုးကချင်ပြရပါနော်အာရောက်လာတဲ့ကချင်လူမျိုးစစ်စစ်ပါရှင်ဟုတ်အားပေးပါအောင်လို့ဟုတ်